မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒုက္ခဝိုင်းနေတဲ့စကောင်းဆောင်မြောင်းလိုင်းကိုစစ်တပ်ကလူစားထုမလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်စကောင်းဆောင်မြောင်းလိုင်းက2021ခုနှစ်ဆီအာနာသိမ်းမှုစတင်သူများကိုထောင်ချတဲ့တပ်ဖြတ်တဲ့ရက်ဆက်ကြံကြုတ်တဲ့အာနာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသတွေကိုပုံကျဲဖို့လက်မညွတ်နဲ့အာနာယူဖြစ်ပါတယ်မဂနီဂျူ9.8ရှိဖြတ်အားပြင်းနဲ့မလ28ရက်နေ့ငလင်တန်ခံနေရတဲ့တော်လိုင်းအင်အားစုထိန်းချုပ်မြို့ရွာ ယ်ကိုတောင်မှချမ်းသာမပေးနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုပြင်းထန်တန်ပေးပြီးဖိနှိပ်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက်သူမှရာဇဝတ်မှုတာဝန်ရှိရလို့ယုံကြည်ရတဲ့အကျိုးအကြောင်းခိုင်လုံတဲ့အကြောင်းရင်းရှိတာကြောင့်နယ်သာလန်နိုင်ငံဒီဟိတ်မှာအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားပါတယ်။လွန်ခဲ့တဲ့လနှစ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံကိုအုပ်ချုပ်နေတဲ့မြေအောင်လိုင်းကနိုင်ငံတကာမှာရခိုတပ်ပုံမှုဆိုးရွားတဲ့ကုန်တရင်မရှိနိုင်တော့သလိုပြည်ရင်းပြည်ပမှာမြန်မာပြည်သူတွေကလည်းဆက်ဆုံမုန်းတီးကြပါတယ်စစ်တပ်တွေမှာသူနဲ့ခစ်ပြိုင်တွေကမြေအောင်လိုင်းကအားနေပြီးဆုံးဖြတ်ချက်မပြတ်သားလို့မြင်ကြတဲ့စစ်ကောင်းဆောင်နေတဲ့နှိစက်တဲ့တရင်အရင်မြစ်တွေရဲ့အဆိုအရသူကလူမျိုးစုနဲ့နိုင်ငံရေးခုခံတော်လှန်မှုကိုမချေမုန်းနိုင်တာကြောင့်တပ်တွေမကျေနပ်မှုရှိနေကြောင်းသိရပါတယ်ဒါကြောင့်ပုံမှုလက်ဆပြင်သူတအုပ်လိုအပ်နေပါတယ်စစ်တပ်က၎င်းတို့အချင်းချင်းကြအကွဲအပြဲကိုမဖော်ပြလိုတာကြောင့်သူ့ကိုမဖြုံချ နိုင်ပါဘူး။ဒါပေမဲ့သူ့ကိုဘေးဖယ်ထုတ်ထားနိုင်ပါတယ်။စကောက်စီကအခုနှစ်ကုန်ဒါမှမဟုတ်လာမယ့်နှစ်ဆန်းပိုင်းမှာပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲအတီးမှာသူ့ကိုအရက်သားတမရရာလူတိုးပေးပြီးစတက်မှနှုတ်ထွက်ဖို့ပြောဆိုနိုင်ပါတယ်။ဒီရွေးကောက်ပွဲတွင်ကမြင်များအပြည့်အနာစာမကင်းသည့်ဖြစ်စဉ်စတက်ကလူချင်းနေတဲ့တရားဝင်မှုကိုဒေတာတွင်မှအနည်းဆုံးရှားနိုင်မှာဖြစ်ပါတယ်။ 1969ခုနှစ်နိုင်ငံတော်အေးချမ်းတရားရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖဖြစ်လာတဲ့ရခင်စင်အုပ်စုနိုင်ငံတော်ညီဝတ်ပြပြမှုတည်ဆောင်ရေးဖွဲ့နဝတ္တခေါင်းဆောင်ဦးတန်းရွှေငိမ့်စားယူပြီးပုံမိုးဖွဲ့စည်းပုံအခြေခံဥပဒေစံနဲ့ အစိုးရပုံစံကိုခွင့်ပြုရန်အဆုံးဖြတ်တဲ့အခါမင်းအောင်လှိုင်နာမည်ထွက်လာပါတယ်။1992ခုနှစ်မှာအာနာရတဲ့ပူဇော်မှုကြီးတန်းရှိနေသူရခင်စစ်ကောင်းဆောင်ပူဇော်မှုကြီးစောမောင်အောင်မှာမြန်မာဟာဆိုးရွားတဲ့လူခွင့်ရင်မှတ်တမ်းကြောင့်နိုင်ငံတကာအတိုက်အဝန်မှာအထီးကျန်ဖြစ်လာတယ်။1988ခုနှစ်မှာနာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာနာကို သိမ်းပိုက်တဲ့အခါထောင်ပေါင်းများစွာသောဆန္ဒပြသူတွေကိုပစ်တတ်တယ်။အမည်သည့်ပြောင်းလဲလိုက်တော်လဲစေအိုစုကအလားတူဆက်လက်ဖိနှိပ်နေပြီးတရုတ်ကအနီးဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်ကအနောက်တိုင်းကအရေးယူပိတ်ဆို့မှု သပိတ်မှောက်လာကြတယ်။ဒါပေမဲ့တရုတ်ပေါ်မိခုံမှုကအလွန်ကြီးမားလာပြီးဒီကိစ္စအတွက်တစုံတရာလောက်ရမှာကိုစစ်ကောင်ဆောင်တန်းရွှေသဘောပေါက်တဲ့စစ်တပ်ရဲ့ကြီးကြပ်မှုဖြင့်ရေးဆွဲတဲ့ဖွဲ့စည်းပုံခြေကဥပဒေတစ်ကိုလူမှုဆန္ဒခံယူပွဲလုပ်ပြီး2008ခုနှစ်မှာအတည်ပြုတဲ့အခုလူမှုဆန္ဒခံယူပွဲကအထူးရောင်ဖြစ်တယ်လို့ပြင်ပကဘာကပေးချတယ်။အထွေထွေရွေးကောက်ပွဲကို2010ပြည်နှစ်နိုဝင်ဘာမှာကျင်းပပြီးစစ်တပ်ကအဲ့ဒီရွေးကောက်ပွဲမှာ၎င်းရဲ့ပါတီဖြစ်တဲ့ပြည်တော်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်နိုင်ရစေဖို့ပြုလုပ်တဲ့

အဲ့ဒီတော့ကအသက်88နှစ်ရှိပြီဖြစ်တဲ့စစ်ကောင်းဆောင်တန်းရွှေကအငိမ့်စားယူဖို့အသင်ဖြစ်လာတယ်။ဒါပေမဲ့သူကသူ့ရခင်စစ်ကောင်းဆောင်နေဝင်နဲ့စောမောင်ကဲ့သို့စော်ကားမှုတွေကိုတော့ရင်မဆိုင်လိုဘူး။ဦးနေဝင်က1962ခုနှစ်မှ1988ခုနှစ်အထိအုပ်ချုပ်ပြီး2002ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံပါတယ်။သူတည်ဆုံကြောင်းကိုစစ်တပ်ကမကြေညာဘဲသူ့နိုင်ရေးကိုအရာရှိလက်တဆုပ်စာသာပို့ဆောင်နေ။အဲ့ဒီနောက်1988ခုနှစ်မှ1992ခုနှစ်အထိနာဝတကောင်းဆောင်ဖြစ်ခဲ့သူစောမောင်လည်းရောက်ပြီး ်စိတ်ကျမ်းမာရင်မကောင်းပဲစိတ်မတည်မငြိမ်ဖြစ်လာတာကြောင့်ယာတုမနှုတ်ထွက်ခိုင်းခဲ့ရင်1998ခုနှစ်ဇူလိုင်လမှာမထင်မရှားဘဝနဲ့အသက်68နှစ်မှာနှလုံးရောဂါကြောင့်လို့ဆိုပြီးတည်ဆုံနေ သူရဲ့အစဉ်လာကိုထိမ့်သိမ့်ဖို့နဲ့သူရဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးတန်းရွှေကသူ့ကိုဆက်ခံမဲ့သူ့ကိုတဝူးနဲ့မခံမဲ့သုံးဦးခန့်နဲ့နာဖာအတွင်ရေမှုဦးသိန်းစိန်ကစီယာဒူမနှုတ်ထွက်ပြီး2021ခုနှစ်မလ30ရက်နေ့မှာနိုင်ငံရဲ့တမရသစ်ဖြစ်လာတဲ့အဲ့ဒီနေ့မှာပဲမင်းအောင်လိုင်းကိုသူ့ထက်ဝိုင်းရင်သူအများပြားကိုကြော်ပြီးမြန်မာလက်နက်ကင်တပ်တွင်ရဲ့စေဦးစီးချုပ်ခန့်နဲ့အတိရွေးချယ်တဲ့လွတ်တော်နှစ်ခုရဲ့ဥက္ကဋ္ဌရာထူးကိုသူရဦးရွှေမန်းကိုပြီးတဲ့ဦးတန်းရွှေရဲ့လူယုံတအုပ်ဖြစ်တဲ့သူရဦးရွှေမန်းကစေဦးစုခေါင်းဆောင်နဲ့ 2011ခုနှစ်မလမှာအနားယူတဲ့ဒုတိယခေါင်းဆောင် မောင်အေးပြီးနာအဖမှာတတိယဩစာအကြီးမားဆုံးဖြစ်တဲ့2013ခုနှစ်မေလမှာသူရရွှေမန်းကိုဦးသိန်းစိန်ရဲ့ USDP ဥက္ကဋ္ဌရာထူးမှအစားထိုးပြီး2015ခုနှစ်နိုဝင်ဘာလမှာစီစဉ်ထားတဲ့နောက်ရွေးကောက်ပွဲအပြီးမှာသမရဖြစ်လာဖို့စီစဉ်ခဲ့တယ်။အဲဒီနောက်အမှန်တကယ်အန်ဩစရာဖြစ်လာတဲ့နိုင်ငံရေးကျင်းသားတွေကိုလွတ်ပေးပြီးဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီများကိုအစိုးရမဟုတ်တဲ့ဖွဲ့စည်းများ တပ်ဖွဲ့လွတ်လပ်စွာလှုပ်ရှားခွင့်ပေးရင်1962ခုနှစ်မှာပထမဆုံးစစ်အာဏာသိမ်းပြီးနောက်ပိုင်းတရင်လွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမြင့်ပြည့်စင်ရင်သွင်းထားတဲ့နိုင်ငံသားတရင်ထောက်လေကိုတော့နိုင်ငံအတွင်းဝင်ခွင့်ပြုတယ်ဒီလိုလှုပ်ချင်းကအလုပ်ဖြစ်ပြီးညရင်းချင်းနှိပမှမြန်မာဟာနိုင်ငံတကာအပေခံဘဝမှာအနောက်တိုင်းရဲ့သဘောကျဖြစ်လာတယ် အနောက်တိုင်းခေါင်းဆောင်တွေကထူးခြားတဲ့အပြောင်းလဲတွေကို၎င်းတို့ကိုယ်တိုင်ကြည့်ဖို့မြန်မာကိုလာကြပြီးတရုတ်ကအရှုံးသမားဖြစ်သွားပုံရတယ်။ကနအုံးမှာအရာရာကစီစဉ်ထားတဲ့အတိုင်းဖြစ်ပုံရတယ်။ဒါပေမဲ့အဲ့ဒီတော့ကပြည်ပလိလာသူရေးသားထားတဲ့အတိုင်းဦးသိန်းစိန်ကလွတ်လပ်စွာလုပ်ကိုင်နေတဲ့မြန်မာကော်ဘတ်ချက် မဟုတ်သူဟာဦးသန်းရွှေနဲ့အနီးကပ်ဆုံးလူများ2008ခုနှစ်ဆန္ဒခံယူပွဲနဲ့2010ရွေးကောက်ပွဲမတိုင်ခင်ကပင်တရားရေးဆွဲခဲ့တဲ့မဟာစီမံကိန်းအတိုင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ဦးသိန်းစိန်က2020ပြည်နှစ်ဇန်နဝါရီလမှာစတက်ရမူဝါဒတွေကိုထောက်ခံပြီး ီးမြန်မာနိုင်ငံကပိုင်တဲ့အမျိုးပါသာချင်းချမှုခံနေရကြောင်းပြောကာနိုဝင်ဘာမှာကျင်းပမယ့်ရွှေကပွဲမှာနိုင်ငံတို့ကာကွယ်မဲ့ကိုယ်စားလက်လောင်းတွေကိုမဲပေးဖို့ပြောတဲ့အခါသူရဲ့စစ်မှန်တဲ့အတွင်းတရုတ်ကိုလည်းပြတယ်စစ်အာဏာသိမ်းပြီးနောက်မှာစစ်တပ်ဒလန်ဖြစ်တယ်လို့ဆိုပြီးတနင်္လာကျောက်တပ်ဖြတ်ခံရသူများတရားရသူတွေရဲ့မိသားစုဝင်တွေအတွက်ဦးသိန်းစင်ကငွေလုံးနဲ့ပြောစရာမလိုတဲ့ကိစ္စမှာသူကစစ်အာဏာသိမ်းမှုကိုငြင်းချစွာစန့်ကျင်ဆန္ဒပြတာကြောင့်စစ်တပ်နဲ့ရဲကပြစ်ဒဏ်ခံရသူတွေရဲ့မိသားစုတွေအတွက်မြည်တီလူရန်ထောက်ပံ့မှုမှမလုပ်ခြင်းဖြစ်တယ် ပုံမပွင့်လင်းတဲ့ကာလ2017မှ2021အတွင်းဖြစ်ပျက်ခဲ့တာတွေကအဲ့ဒီတုန်းကပြည်ပလေးလာသူတွေယူဆသလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးနေတမ်းမဟုတ်ဒါပေမဲ့မြမလူဖွဲ့စည်းကိုအပြောင်းလဲဖြစ်စေပြီးစစ်တပ်ကနားမလည်တဲ့စူးစီးအားနဲ့ကျေပြတ်မှုရှိခဲ့တဲ့ပြည်သူတွေက၎င်းတို့ရခင်ကမခံစားဘူးတဲ့လွတ်လပ်မှုမှာကျင့်သားရလာတဲ့ပြည်သူတွေကအခွင့်အရေးရတဲ့အခါပထမဆုံးအကြိမ်ဖြစ်2015ခုနှစ်နိုဝင်ဘာလနဲ့ဒုတိယအကြိမ်ဖြစ်2020ပြည်နှစ်နိုဝင်ဘာလတို့မှာ NLD ကိုအကြီးအကျယ်မဲပေးကြတယ် ဦးတန်းရွှေကသူ့ကိုစက္ကန့်ဖို့ရွေးချယ်ခဲ့တဲ့ပို့ချုပ်သုံးဦးနဲ့တအုပ်ဖြစ်သူဦးရွှေမန်းကဒီအလင်းနဲ့မျောပါပြီးတောင်ဆန်းစုကြည်ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များနဲ့စတင်ပူးပေါင်းဆောင်ရွက်တယ်။ဒါပေမဲ့ဒီကိစ္စကပိတ်ပင်ထားတဲ့ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလမှာဦးရွှေမန်းကို USDP မှာအချောင်းဝိုင်းရင်အဖွဲ့ဝင်16ဦးနဲ့တူးထုတ်ပေးလိုက်တယ်။2015ခုနှစ်ရွှေကောက်ပွဲကတောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် NLD ဦးဆောင်တဲ့အစိုးရပေါ်ပေါက်စေခဲ့တယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာတို့ကတောင် ဆန်းစုကြည်တမနာမဖြစ်နိုင်တာကြောင့်တီထွင်ထားတဲ့ရှားလူဖြစ်တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကအနီးကပ်ဆွေမျိုးများနိုင်ငံသားတွေဖြစ်တဲ့သူကိုနိုင်ငံအကြီးအကဲယာလူရယူခွင့်ပိတ်ပင်ထားပြီးသူရဲ့သားနှံဦးကမြန်မာနိုင်ငံသားများမဟုတ်စစ်တပ်ကအဲ့ဒီအခြေအနေကိုလက်ခံထားပြီးမြေ2020ပြည်နှစ်မှာ NND ဒုတိယအကြိမ်တောင်ပြိုကမ်းပြိုနိုင်တဲ့အခါပို့ချုပ်တွေကတော်သင့်ပြီလို့ဆုံးဖြတ်တယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာရွှေကောက်ကန်လွတ်တော်ခေါ်ယူကာနီမှာမင်းအောင်လှိုင်ရဲ့တပ်တွေနဲ့တန်ချက်ကရှင်များနေပြည်တော်နဲ့နိုင်ငံရေးစီးပွားရေးမြို့တော်ရှန်ကုန်ကိုဝင်လာတယ်။တော်အောင်ဆန်းစုကြည်ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များ နဲ့ NLD အဖွဲ့ဝင်ရှားပေါင်းများစွာဖမ်းဆီးခံရပါတယ်။ ဆရာနာရှင်စနစ်ရဲ့ထုံးစံဖြစ်တဲ့အတိတ်နည်းရများပြန်လာတာကိုပြည်သူများမမြင်တွေ့လို့ကြောင့်မကြမီထင်ရှားတယ်။ကနအူးမှာပြည်သူတွေကဆရာနာသိမ်းမှုကိုစက်ကျင်ကက်ကွက်တော့လဲပြစ်သက်ခံရတယ်။အဲဒီနောက်အဓိကအားဖြင့်လူငယ်တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကလက်နက်ကင်ဒေါ်လာရင်းကိုရွေးချယ်ကြပြီးမြန်မာနေဆက်မှာလှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းလိုကြသလိုတချို့ကလည်းလွတ်လပ်စွာလှုပ်ရှားကြတယ်။1948ခုနှစ်မှာပြည်ထိုင်ထံမှလွတ်လပ်ရပြီးတဲ့နောက်မြန်မာဟာပြည်ရင်းပဋိပက္ခတွေကြောင့်အစိမ့်စိမ့်မှမှာကွဲနေတော့လဲ2021 စ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲရဲ့အတိုင်းအတာကလက်တော်သမိုင်းမှာမကြုံစဘူးဖြစ်လာတယ်။မင်းအောင်လိုင်ကိုဦးတန်းရွှေကစေဦးစည်းချုပ်ဖြစ်ရွေးချယ်ခဲ့တာမှာမင်းအောင်လိုင်ကဩဇာသိမ်းမရှိပဲအာဏာရှင်ဟောင်းဖြစ်တဲ့သူ့ကိုမချင်းချောင်းနိုင်တာကြောင့်ဖြစ်တယ်။အခုကမိမိတို့ကအဲ့ဒီအကျိုးဆက်တွေကိုမြင်တွေ့နေရခြင်းဖြစ်တယ်။မင်းအောင်လိုင်ကို1956ခုနှစ်ဇူလိုင်လ သုံးရက်နေ့ကမကွေးတိုင်းမင်းပူးမှမွေးဖွားတယ်။ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာလေ့လာနေစဉ်တတိယကျင်းမြောင်စူးစမ်းပြီးရင်နောက်1984ခုနှစ်မှာပြည်ဦးလွင်စစ်တက္ကသိုလ်တက်ခွင့်ရတယ်။သူကထူးခြားတဲ့ဘူလားမဟုတ်ပဲအပတ်စဉ်တူတူတွေကသူ့ကိုရှောင်ရှားကြပြီး1989ခုနှစ်မှာတင်နန်းစင်းနေတယ်။ စစ်အာဏာသိမ်းပြီးနောက် BBC ကဖော်ပြတဲ့အထုပ်ပတ္တိယသူဟာတာမန်ချီလင်စစ်အရာရှိဖြစ်တော်လဲအစစ်စစ်တက်နိုင်ခဲ့ပြီး2009ခုနှစ်မှာအထူးစစ်စင်ရေးအဖွဲ့နှစ်ရဲ့အဖွဲ့မှူးဖြစ်လာတယ်။ဒါကြောင့်သူဟာရှမ်းပြည်အရှေ့မြောက်ပိုင်းကိုကန့်မှာစစ်စင်ရေးတွေကိုကြီးကြပ်ပြီးလူတောင်းပေါင်းများစွာကိုတရုတ်ပြည်ကိုနေဆက်ဖြတ်ကျော်ထွက်ပြေးအောင်လုပ်တယ်။ BBC ရဲ့အဆိုအရလူသတ်မှုအဓမ္မပြုကျင့်မှုနဲ့မီးရှို့မှုတွေအတွက်သူရဲ့တပ်တွေကိုဆွဆွဲချက်တွေရှိတော်လဲမင်းအောင်လိုင်ကရှာတူးဆက်လက်မြင့်တက်လာပြီး2010ပြည်နှစ်မှာစေဦးစီးချုပ်ဖြစ်လာတဲ့ DA ချင်း င်းတွေနဲ့စစ်ကောင်းဆောင်တန်းရွှေကိုတစ္ဆာခံမှုကြောင့်ပဲထိတ်ဆုံးရောက်လာတယ်လို့တချို့ကပြောပါရယ်။